မူကန်အခုလိုဖြစ်သွားတာကိုလက်မခံနိုင်ဖြစ်နေရတော့ဖူးနဲ့ကိုစားဖြစ်ပြီးဂျင်ကတော့ကိုကိုကိုထိမှုဖို့ပြောနေပါဗျာ ပေါ်ဝဲမှုတဲ့ကြောင့်ပင်လယ်အောက်ခြေကိုတဖြည်းဖြည်းနစ်မြုပ်နေတဲ့မူကန်ကတော့လူလီပြောရသလိုဘွားမကူးခင်အုံနောက်ထဲမှာစုပ်ပြတ်တက်နေတဲ့သူ့ရဲ့အစ်ကဖြစ်ပျက်တွေကိုပြန်မြောင်နေခဲ့ပါတယ်။ကိုစားမူကန်ကိုလှုပ်ကြံခဲ့တဲ့မူကိုရိုလက်စားချေပေးဖို့ဂျင်းကိုတောင်းဆိုနေပြီးဂျင်းကလည်းသူတက်ရမယ့်သူကိုမူကိုရိုကသွားသွားတဲ့အတွက်မူကိုရိုပြန်တက်ဖို့ဆုံဖြတ်လိုက်ပါတယ်။နောက်တစ်ခါမှတော့ဖူတီကမူကန်ရဲ့ရုပ်အလောင်းကိုတွေးတို့တွေးညာကန်းဆက်တချောက်လိုက်ရှာနေတော့ငါးဖက်သမားတယောက်ရဲ့ပဲခွန်နဲ့ပါလာတဲ့မူကန်ကိုတွေးလိုက်ရပါတယ်။အဲ့ဒါကိုတွေးတဲ့နောက်ထိမ့်မရတော့ပဲဖူတီကငိုကြွေးမိနေပါတယ်။အဲ့ခါမူကန်ကမသေးသေးပဲပြန်တရီရလာတာကြောင့်ဖူလည်းဝမ်းသာမဆုံးဖြစ်ခဲ့ ရပါတယ်နောက်တစ်ခါမှမကူရောကလူတယောက်နဲ့ရှိနေပြီကိုသာအပါဝင်အဲ့ဒီလူသုံးအောင်လုံးနောက်နေ့မနေ့နေမထော့ခင်မှာအတူတူထွက်ပြေးကြဖို့တိုင်ပင်နေခဲ့ပါတယ်သူ့နာမည်ကရှီရန်ဖြစ်ပြီးမကူရောနဲ့ခိုင်မာတဲ့ဆက်ဆံရေးရှိတဲ့ပုံရပါတယ်နောက်တစ်ခါမှဂျင်းနဲ့ကိုသာတို့နှစ်ယောက်ကမကူရောစီသွားနေတော့နေခင်ရဲတွေရောက်လာပြီးညာသူတို့အစိုးရအသင်းပေါ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီးမေးမြန်းနေခဲ့ပါတယ်အဲ့လိုမေးမြန်းနေတော့ကိုသာအောင်မြင်တော့သူ့ရဲ့ဝစားစင်ရင်ပုံတွေကထူးဆန်းနေတာကြောင့်စစ်ဆေးဖို့အလုပ်မှာသူတို့ရဲ့အသင်းပေါ်ပြန်ရိပ်ပြီးဆိုတဲ့အတွက်ချက်ချင်းလက်ပြန်သွားကြပါတယ် အဲ့တင်ဖူးတယောက်ကတော့မူကန်အောင်ပြုစုနေရပြီခဏအကြာမှာကိုစားနဲ့ဂျင်ကိုရှာဖို့အတွက်ပြင်ထွက်သွားပါတယ်တဖက်မှာကိုစားကတော့မူကူရိုစီရောက်လာခဲ့ပြီရောက်ရောက်ချင်းမှာပဲမူကူရိုကမင်းကိုရှီရန်ဆောင်နေရဆိုပြီးအထက်ကိုဝင်ခန့်လိုက်ပါတယ်ကိုစားအထက်ကိုရောက်သွားတာနဲ့ဂျင်ကပေါ်လာပြီးအဲ့ဒါကိုမြင်လိုက်ရတဲ့မူကူရိုကသူ့ရဲ့ရှီရန်ကိုစားရဲ့ပဲတည့်ရဲ့ဒီနေရာကိုဂျင်ကရောက်လာတဲ့အတွက် တခုခုနားလည်သွားခဲ့ပါတယ်အဲ့နောက်သူ့ရဲ့တနက်ကိုထုတ်ပြီးဂျင်ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့သူတိုက်ခိုက်နေတာဂျင်ဖြစ်နေတဲ့အတွက်တိုက်ခိုက်မှုကအရာမတင်ပဲသူကဓာတ်နဲ့အပိုက်ခံလိုက်ရပါတယ်အဲ့နောက်အတမထွက်ခင်မှာသူရောဂျင်ရောအယူလုပ်ခံလိုက်ရပြီဆိုပြီးဂျင်ကိုပြောကအသက် က်ထွက်သွားပါတယ်။ဂျင်းကမူကိုရိုပြောခဲ့တဲ့စကားကြောင့်ခဏတာတူတူသွားခဲ့ပြီးတကားကိုဖွင့်ကြည့်လိုက်တဲ့အခါကိုစားရှီရန်ယောဂါပါမရှိတော့ပဲထွက်ပြေးသွားတာကိုသိလိုက်ရပါတယ်။နောက်တစ်ခါမှာမိုးရီရဲ့လမ်းလျှောက်လာတဲ့ဂျင်းကအရှိတတဲမှာတရွေ့ရွေ့ရှောင်းနေတဲ့မူကန်ကိုတွေ့လိုက်ရပါတယ်။မူကန်ငါမင်းကိုမတက်ခင်သေးမဲလို့မင်းဘာကြောင့်ထင်ခဲ့တာလဲ။ပြီးတော့ငါဒါကိုအဆုံးသတ်တော့မယ်ဆိုပြီးအရှိကိုဆက်လျှောက်ဖို့အလုပ်ဂျင်းကသူ့မူကိုရိုကိုတက်ခဲ့ကြောင်ပြောလိုက်ပါတယ်။ဒီကိစ္စမှာဂျင်းကသူ့ပါဝင်ခဲ့ပြီးအဲ့ဒါကလည်းသူ့လက်ချက်နဲ့တက်ရမဲ့မူကန်မူကိုရိုရဲ့လက်ချက်နဲ့တီးသွားခဲ့တဲ့အထင်နဲ့လောက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်အဖြစ်အပျက်တွေအားလုံးကိုပြောပြလိုက်ပြီးအားလုံးကိုနားလည်သွားတဲ့မူက ရန်နဲ့တနေ့ရောက်လက်ရှုပ်သွားခဲ့ပါတယ်။နောက်တစ်ခါမှာရှီရွန်နဲ့ကိုစားတို့နှစ်ယောက်ကအတူတူခီးဆက်နေကြပြီ။သူတို့နှစ်ယောက်အတူတူနေကြဖို့သူ့ကိုမထားခဲ့ဖို့သူ့သက်ရှင်နေတာရှီရွန်တက်ပေးဆက်ဖို့စတဲ့အမျိုးမျိုးသောစကားလုံးတွေနဲ့ချွဲနေခဲ့ပါတယ်။အဲ့ဒီမှာပဲအရှိမမူကန်ရောက်လာတာကိုတွေးလိုက်ရပြီ။ကိုစားလည်းမူကန်ကိုတွေးလိုက်ရတော့လန်သွားခဲ့ပါတယ်။ရှီရန်ကတော့သူတို့စီလာနေတဲ့မူကန်ကိုတိုက်ခတ်ဖို့ဝင်သွားပြီမြင်မူကန်ကပဲသူ့ရဲ့မျက်စက်နဲ့ခုတ်ချက်နဲ့ရှီရန်ကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲ့နောက်ကိုစားစီတရွေ့ရွေ့ရှောက်သွားပြီးဘာမှမလုပ်ဘဲထွက်သွားပါတယ် ဒါကတော့အပိုင်းဆက်လေးဖြစ်ပြီးနောက်အပိုင်းတွေတော့နောက်နေ့မှာတင်ပေးသွားပါမယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်